ဒန္တာရီတွေကနီကြားဆိုတာတကယ်ရှိခဲ့တာလား။သူကဘယ်လိုမျိုးစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့နတ်ဘုရားလဲ။ရှင်ဟောင်းတရုတ်ဒန္တာရီတွေထဲမှာနီကြားဟာထူးခြားတဲ့ကလေးနတ်ဘုရားတစ်ပါးအဖြစ်လူတည်များပါတယ်။သူ့ကိုခြေထောက်အောက်မှာမိွားနေတဲ့ဆေးပွဲမှာလှုပ်ထွက်နေတဲ့အနီအောင်ဖဲကျိုးတွေကိုပုံဖော်လေးရှိပြီးလူငယ်ရဲ့စိတ်ဓာတ်ထက်သန်မှုတစ္ဆာရှိမှုနဲ့ကံကြမ္မာကိုစန့်ကျင်တဲ့တင်ဂေတာတစ်ခုလည်းဖြစ်ပါတယ်။သူရဲ့ဇာလံကိုဖုံးရှင်ရည်လို့ခေါ်တဲ့ရှီဟောင်းစာပေရီနဲ့လူကြိုက်များတဲ့အော်ပရာရီကတ်တွန်းနေတဲ့ခေပေါ်အသွင်ပြင်တွေကနေတဆင့်ယနေ့ထိတိုင်ပရိသတ်တွေကိုဆွဲဆောင်ထားနိုင်စေပဲဖြစ်ပါရီ ဒီနေ့မှာတော့ Elsawe Media ပြည်သက်ကြီးနဲ့အတူဒဏ္ဍာရီတဲမှာတကယ်ရှိခဲ့မှုတဲ့ဤကြားရဲ့တမိုင်းကိုလေ့လာကြည့်ကြရအောင်ပါ။ဤကြားရဲ့အစဟာရှမ်းပြည်စကာလမှာစတင်ခဲ့တာဖြစ်ပြီးသူရဲ့ဖခင်လီကျင်းဟာတစ္ဆာရှိပေမဲ့စီကံကြီးတဲ့စစ်ကောင်းဆောင်တူဖြစ်ခဲ့ပါရည်။ဖုန်းရှင်ရန်ကြီးအရလီကျင်းနဲ့သူရဲ့ဇနီးမေတော်ရင်တို့ဟာသာသမီရဖို့အခက်ခဲရှိခဲ့ပါရည်။ကိုဝင်3နှစ်နဲ့6လကြာပြီးတဲ့နောက်မှာတော့သူတို့ဟာပုံမှန်မဟုတ်တဲ့ကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ငိုနေတဲ့ကလေးငယ်အစားမဲရောရင်ဟာအသားလုံးတစ်ခုကိုမွေးဖွားခဲ့တာပါ လီဂျင်ဟာအံအားတင်ပြီးတော့ချက်ချင်းပဲသူ့ရဲ့ဓာတ်နဲ့အသားလုံးကိုခုတ်လိုက်တဲ့အခါမှာအဲ့ဒီအသားလုံးတွေကနေပြီးတော့စကားပြောနိုင်တဲ့အရွယ်ရောက်ပြီးသားနေကြပေါ်ထွက်လာခဲ့ပါတယ်။သူ့ရဲ့မွေးဖွားချိန်မှာထူးဆန်းတဲ့နက္ခတ္တဗီရဆိုင်ရာဖြစ်ရက်တွေဖြစ်ပွားခဲ့ပြီးတော့လျှက်စည်းလက်တာလေစင်တော်ဝေါတိုက်ခတ်တာနဲ့မြင်းကလေးရင်လှုပ်ချင်းနေကြမလို့နေကြဟာကြီးမြတ်ခြင်းတောင်းအောင်မှုလို့ရှိရင်ဘေးဒုက္ခပေးဖို့အတွက်လာခဲ့သူဖြစ်ကြောင်းညွှန်ပြခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးအစွမ်းထူးအစွမ်းဆန်းကြီးကိုပိုင်ဆိုင်ထားတဲ့နေကြဟာ ထိုင်းဤချမ်းရံလို့ခေါ်ရဲမတိမျိုးသူတော်စင်တယောက်ရဲ့တပည့်အဖြစ်ခံယူခြင်းခံခဲ့ရပြီးသူဟာဤကြောက်ကိုဆွာကြည့်တဲ့လက်နက်တွေဖြစ်တဲ့စကြဝဠာခွင်းနဲ့အနီရောင်မီးပွားတို့ကိုပေးအပ်ခဲ့ပါတယ်။အဲဒီလက်နက်တွေဟာဤကြားရဲ့ပြင်းထန်ပြီးလင်မြန်တဲ့စစ်တီတော်အဖြစ်သူ့ရဲ့ပုံရိပ်မှာအရေးပါတဲ့အစိပ်အပိုင်းတွေဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ဤကြားဟာစိတ်အားထက်သန်ပြီးတော့စိုးသွမ်းတဲ့ကလေးတယောက်ဖြစ်တာကြောင့်မလို့ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုသိချမသိဘဲနဲ့ပြဿနာအကြီးကြီးတစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲ့တော့ကတော့တနေ့မှသူဟာပင်လယ်ကမ်းစမှာကစားနေတော့ အရှိပြည်နယ်ငကားမင်းရဲ့တတိယမြောက်သားတော်ဖြစ်တဲ့အာဟုပင်းကိုပြင်းထန်တဲ့တိုက်ပွဲပြီးမှမတော်တဆတတ်မိခဲ့တာပါ။ငကားမင်းဟာသူ့သားတော်တည်ဆုံသွားမှုအတွက်အမျက်ထွက်ပြီးနှီးကြားနေထိုင်တဲ့ချင်းထံမျိုးကိုမိုးတီထန်စွာရွာသွန်းစေပြီးတော့ရေလွှမ်းမှုစေကရွာသားတွေနဲ့သူ့ရဲ့မိသားစုကိုအန္တရာယ်ကျရောက်စေပါလိမ့်။အခုလိုမျိုးအပြစ်ဒဏ်ပြီးတာကိုနှီးကြားတည်သွားတဲ့အခါမှာသူကြောင့်ဖြစ်ခဲ့ရတဲ့ကိစ္စမလို့ဒီအရာကိုပြန်ပြင်ဖို့အတွက်သူဟာအလွန်ပြင်းထန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါလိမ့်။ ူရဲ့အပြစ်တွေကိုပြန်လဲပေးဆပ်ဖို့အတွက်နဲ့သူ့ရဲ့မျိုးသူ့ရဲ့ရွာကိုကယ်တင်ဖို့အတွက်ညီချောင်းဟာသူ့ကိုသူအနေနာခံခဲ့ပါတယ်။ကိုယ့်အပြစ်ကိုတီးတဲ့အတွက်ရောမိဘကိုယိုသေးခြင်းနဲ့တာဝန်သိစိတ်အပြည့်ရှိတဲ့ညီချောင်းဟာသူ့ရဲ့ဓာတ်နဲ့သူ့ရဲ့အသားတွေကိုခုတ်ပြီးမိခင်ကိုပြန်ပေးခဲ့တယ်လို့အယိုးတွေကိုခုတ်ပြီးဖခင်ကိုပေးခဲ့ပါတယ်။ဒါဟာသူ့ရဲ့အသက်ကိုမိဘတွေစီကရားခဲ့ပေမဲ့သူလုခဲ့တဲ့လုံရဲ့အမားအတွက်ကိုရိုင်းတာဝန်ယူမယ်ဆိုတဲ့သင်္ကေတလည်းဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးသူ့ရဲ့ရဲရင်ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့သူ့ရဲ့တေဆုံးမှုဟာနဂါမင်းရဲ့အမျက်ကိုတော့ခဏတာငြင်းအေးစေခဲ့ပေမဲ့နောက်ပိုင်းမှာပိုကြီးမားတဲ့ဒဏ္ဍာရီတစ်ခုအတွက်အခြေခံဖြစ်လာပါသည်။ဒီကြားတယောက်တေဆုံးပြီးတဲ့နောက်မှာသူ့ရဲ့ဝိညာဉ်ဟာငြိမ်းချမ်းမှုမရခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့မကြည်နှမ်းမှုတွေနဲ့မတရားမှုတွေကိုဆက်လက်တိုက်ခိုက်လိုတဲ့ပြင်းပြတဲ့ဆန္ဒတွေကြောင့်ပါ။သူဟာသူ့ရဲ့မိခင်အိမ်မက်ထဲမှာပေါ်လာပြီးအကူအညီလာတောင်းခံပါသည်။မိခင်ဖြစ်သူဟာလည်းပဲစစ်သူကြီးလီချင်းရဲ့အမိန့်နဲ့လူမှုရေးတလေထုံးစံတွေကိုစန့်ကျင်ပြီး ်ညီကြားရဲ့ဝိညာဉ်အတွက်တခုခုကိုလှည့်ဝတ်စွာတည်ဆောက်ပေးခဲ့ပါတယ်။ဒီကိစ္စမှာဆရာဖြစ်သူမတိမျိုးသူတော်စင်ဖြစ်တဲ့ထိုင်းကြီးကျန်းရံဟာလည်းပဲသူတပည့်ရဲ့ဇွဲလုံးလားနဲ့တတ်တီကိုတည်တာမလို့ဝင်ရောက်ကူညီပေးခဲ့ပါတယ်။ညီကြားကိုဂျာပန်ရဲ့အမြင့်တွေကိုအသုံးပြုပြီးခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်ပေးခဲ့ကာဂျာပန်ပွင့်တွေကိုအသုံးပြုပြီးအယိုးတွေကိုပုံသွင်းပေးခဲ့ပြီးမတိမျိုးသူတော်စင်ဟာညီချောင်းကိုပုံမူတန်းစင်တဲ့ပုံစံနဲ့ပြန်လည်ရှင်သန်နိုးထလာအောင်လုပ်ခဲ့ပါတယ်။ဒါကြောင့်မလို့ညီချောင်းဟာဂျာပန်ခန္ဓာကိုယ်နဲ့ပြန်လည်ရှင်သန်လာခဲ့သူပါ။ အရင်ငါးထပ်ပုံမူအားကောင်းပြီးတော့စိတ်ပိုင်းဖြတ်ထားတဲ့နီကြားဟာကလေးတယောက်အနေနဲ့တွေမကဘဲနဲ့ပုံမူကြီးမားတဲ့တကူအနာရီနဲ့နတ်ဖျားတစ်ပါးအဖြစ်ကိုရောက်ရှိလာပါတယ်။သူ့ရဲ့ခြေထောက်အောက်မှာလေမီးဘိန်းနေနဲ့လက်ထဲမှာမီးလံနံကိုကင်ဆောင်ပြီးသူဟာမဆုံးမနစ်တဲ့စစ်တီတော်တို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လီချင်းကနီကြားရဲ့တည်ရှိမှုဟာမကောင်းတဲ့နမိတ်တွေကိုဖြစ်စေနိုင်တယ်လို့ကြောက်ရွံ့ပြီးတော့ဖျက်ဆီးဖို့အတွက်ကြိုးစားခဲ့ပါတယ်။အဲ့လိုမျိုးဖြန့်စည်းတဲ့လောက်ရဟာဖားကင်နဲ့တားချာကပဏိပခါကိုပုံမှန်နှိုင်းဆိုင်စေခဲ့ပြီးတော့သူတို့ရဲ့နာမည်ကျော်တိုက်ပွဲတွေဟာနောက်ပိုင်းမှာ မိဘအာနာနဲ့လူငယ်လူလတ်ခွင့်ချားကထာဝရရုံးကမှုတွေကိုကိုးစားပြုခဲ့ပါတယ်။ဤကြားရဲ့ဇလန်းဟာကိုရီးကိုရာလက်စားချေမှုဒါမှမဟုတ်လို့ရှိရင်မိဘကိုယူတည်မှုဆိုင်ရာရုံးကမှုတွေနဲ့မပြီးဆုံးသွားခဲ့ပါဘူး။သူဟာဖုံးရှင်ရည်လို့ခေါ်တဲ့တမိုင်းဝင်စာပေတွေမှာဖော်ပြထားတဲ့အတိုင်းပဲကြာစင်းနေတဲ့ရှမ်းမင်းဆက်နဲ့ဒိုးတက်နေတဲ့ကျိုးမင်းဆက်ကြားကဆက်ကြဝလာတိုက်ပွဲမှာအဓိကကြတဲ့ပုံကိုယ်တူဖြစ်ခဲ့ပါတယ်။လူသားတွေ၊နတ်ဖျားတွေနဲ့နတ်ဆိုးတွေကြားကဒီမဟာစစ်ပွဲကြီးမှာဤကြားဟာမျက်လုံးသုံးလုံးပါတဲ့နတ်ဖျား၊ရန်ကျန်တဲ့အတူ မိုးကျိုးနဲ့ဖျားလေးချမ်းစီတို့လိုမျိုးတခြားသောဒဏ္ဍာရီလာသူရဲကောင်းနဲ့ဖျားတွေနဲ့အတူတူတိုက်ပွဲဝင်ခဲ့ပါလိမ့်။နီဂျာရဲ့ပြိုင်မဲ့ကင်းတဲ့အရှိန်ခုံနဲ့တေးစင်နိုင်တဲ့လက်နက်တွေကြောင့်နီဂျာဟာဗိုလ်ချုပ်တွေနတ်ဆူရီနဲ့အာဂရီလိုက်စားတဲ့ရှန်နန်တို့ကိုတစ်ဆာခံတဲ့ဇွားကြီးတဲ့နတ်ဖျားတွေကိုပါအနိုင်ယူနိုင်ခဲ့ပါလိမ့်။နောက်ဆုံးမှာတော့သူဟာကောင်းကင်ဘုံရဲ့စီးမြင့်အစ်စ်ကိုကာကွယ်သူတူအဖြစ်ခန့်အပ်ချင်းခံခဲ့ရပြီးတော့သူဟာနတ်ပြည်ကနတ်ဖျားရီထဲမှာနတ်ဖျားတစ်ပါးအဖြစ်စီးရင်ထဲမှာတည်ချပါခဲ့ပါတယ်။ ။ဤကြားအနေနဲ့စစ်တီတော်နတ်ဖျားတစ်ပါးထက်မကရဲနတ်နေတဲ့အိဗေများစွာကိုလည်းပုံဖော်ထားပါရည်။ဤကြားဟာသူ့ရဲ့ရှီရင်ဆွဲကံကြမ္မာကိုလက်ခံမှုအတွက်ညှင်းဆန်ခဲ့သူပါ။သူ့ရဲ့ဇလန်ဟာကြီးမားတဲ့ကိုကြီးကိုရာအခက်ခဲတွေကြားကနေပဲကိုလန်းကိုကိုရိုင်းဖောက်ခဲ့တဲ့အကြောင်းဖြစ်ပါရည်။သူဟာသူ့ရဲ့ဖခင်ကိုမနာခဲ့မိမဲ့လည်းသူ့ရဲ့လောက်ရက်တီဟာနတ်ဆိုင်နဲ့တာဝန်သိစိတ်နဲ့ချစ်ချင်းမြတ်တာတွေကိုလုံဆော်ပေးတာဖြစ်ပါရည်။သောသွဲနဲ့ကလေးတယောက်ဘွားကနေပြီးတော့တာဝန်ယူရတဲ့စစ်တီတော်တို့အဖြစ်ပြောင်းလဲလာခဲ့တဲ့ညီချရဲ့ဇလန်ဟာအင်မတန်မှလေးစိတ်ဝင်စားစရာကောင်းပါရဲ့ ဒီလိုနဲ့ပဲနီဂျာရဲ့ဒဏ္ဍာရီဟာရာဇူးနှစ်ပေါင်းများစွာကြာအောင်ပြောင်းလဲတိုးတက်လာခဲ့ပြီးတော့မကြီးမတွက်နိုင်တဲ့ပေါ်ပြားမှုပေါင်းများစွာလည်းရှိပါသေးတယ်။ပေကျင်းအော်ပရာလိုမျိုးဂန်ဒဝင်းအော်ပရာတွေမှာနီဂျာရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကိုမကြာခဏပုံဖော်လည်းရှိပါသေးတယ်။ကတ်တွန်းရုပ်ရှင်တွေမှာတော့အထူးသဖြင့်2019ခုနှစ်ကထွက်ရှိခဲ့တဲ့နီဂျာရဲ့နတ်ဆိုးကလေးမွေးဖွားခြင်းလို့ခေါ်တဲ့ဒီဇာကားဟာမျိုးဆက်တစ်တွေအတွက်အဲ့ဒီဇာကောင်ကိုပြန်လည်ပုံဖော်ထားပါသေးတယ်။ ဒီရုပ်ရှင်ဟာဒီရုပ်နိုင်ငံမှာဘောက်ဆော့ဖစ်ရုပ်ရှင်တွေကိုချိုးခဲ့ပြီးတော့ညီเจ้าကိုလူအဖွဲ့စည်းရဲ့အပြစ်မှတ်မှာရောက်နေပြီးလက်ခံမှုရဖို့အတွက်ရုန်းကန်နေရတဲ့ကလေးတယောက်အဖြစ်တင်ဆက်ခဲ့ပါတယ်။ဒါပြင်ကမှရုပ်မြင့်တန်ကြားဇာတ်လမ်းတွေတွေရုပ်ပြစာအုပ်တွေမှာလည်းပဲမတရားတာကိုစန့်ကျင်တဲ့တင်ဂီတာတစ်ခုအဖြစ်ပုံကံမှုရဲ့တင်ဂီတာအဖြစ်ညီเจ้าရဲ့ပုံရိပ်ကိုခိုင်မာစေခဲ့ပါတယ်။ယနေ့ထပ်တိုင်မှာဆိုရင်လေတာအူဘာသာဝင်ဖျားเจ้าနေမှာညီเจ้าရုပ်ထုတွေကိုအများပြတွေ့ရှိနိုင်ပြီး ကလေးတွေခရီးသွားတွေနဲ့ဘဝမှာခက်ခဲတဲ့အတွင်ပြင်ကူးပြောင်းမှုတွေကိုရင်ဆိုင်နေရတဲ့သူတွေကိုကာကွယ်ပေးတဲ့နှက်ဖျားအနေနဲ့ယုံကြည်ကူးကွယ်ကြပါလိမ့်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ညီကြားရဲ့ဇလန်းဟာဝန်နေစရာတွေ၊သူရဲကောင်းဆံမှုတွေ၊ပုံကံမှုတွေနဲ့တခြားသောအရာတွေများစွာပါဝင်နေတဲ့ပုံရိပ်တစ်ခုဖြစ်ပါလိမ့်။သူရဲ့ထူးခြားတဲ့မွေးဖွားခြင်းကနေသူရဲ့ရဲရင်တဲ့တည်ဆုံးခြင်း အံ့ဖွယ်ပြန်လည်မွေးဖွားခြင်းနဲ့နောက်ဆုံးမှနတ်ဘုရားတစ်ပါးအဖြစ်ကိုရောက်ရှိခြင်းနဲ့အထီးကြီးကြဟာတရုတ်တနာကြီးမှာအရှိအကြာဆုံးနဲ့လူသားတွေနဲ့အနီးအဆက်ဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့အဖြစ်ဆက်လက်တည်ရှိလိုနေပါသည်။သူဟာကံကြမ္မာဆိုတာကိုမပြောင်းလဲနိုင်တာမဟုတ်ပါဘူး။စိတ်မနဲ့ခွန်အားဆိုတာတကူအနာမာတွေမကားဘဲနဲ့ကိုကျင်တရားဆိုင်ရာရဲရင်မှုမှလည်းတည်ရှိတယ်ဆိုတာနဲ့တခါတလေမှကျွန်တော်တို့တိုက်ခိုက်ရတဲ့အကြီးမားဆုံးတိုက်ပွဲတွေဟာကျွန်တော်တို့ကိုယ်တိုင်တိုက်ခိုက်ရတဲ့တိုက်ပွဲတွေဖြစ်တယ်ဆိုတာကိုလည်းသင်ကြားပေးပါရစေ။ လိုင်လီယွန်ကြီးထွေဖြစ်အောင်တောင်းဆိုလေးရှိတဲ့ကဘာကြီးထဲမှာနေကြာဟာကျွန်တော်တို့ထဲကအငယ်ဆုံးသူတွေကတော့ကောင်းကင်ဘုံကိုစိန်ခေါ်ပြီးအနိုင်ရနိုင်တယ်ဆိုတော့ဥပမာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါလေးကတော့ပရိသတ်ကြီးတို့ငယ်စဉ်ကလေးကကြားပူခဲ့တဲ့နေကြာဆိုတဲ့တရုတ်တနာရီလာနတ်ဖျားတစ်ပါးရဲ့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘ ഹു သူဒရရမယ့်အကြောင်းအရာတွေကို Alpha Wave Media ကနေပြီးတော့ရှာဖွေတင်ဆက်ပေးဖို့မှာဖြစ်လို့ Like and Follow ပြုလုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့ခင်ဗျ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။